ခုတင်ဆက်ပေးမှာကတော့နတ်ဝင်တယ်မှာဝဲမုံရွှေထက် item ကောင်းလို့နာမည်ကြီးနေတဲ့ဖူးစုံနတ်ဝင်တယ်ရုပ်ရှင်စကားကြီးကတော့လက်ရှိမှာယုံတင်ပြသနေရုပ်ရှင်စကားကြီးဖြစ်ပါတယ်အလင်းရောင်ဝဲမုံရွှေဖူးစုံမိသားစုမျိုးတနာထုံနေထက်လင်းနဲ့ခြားတယောက်ဆောင်များစွာပါဝင်ထားပါတယ်နတ်ဝင်တယ်ရုပ်ရှင်ကားကတဲကဖြစ်တဲ့ပြင်မြင်နေကြတဲ့မတူပဲအောက်လန်းတွင်နေပါဆက်နွယ်နေရုပ်ရှင်ဖြစ်ပါတယ်မြန်မာနိုင်ငံမှာတိတ်ရိုက်လေးရိုက်ထားမရှိတဲ့ပုံစံနဲ့ထိုင်းနိုင်ငံလိုအစ်စ်မီအောင်ရိုက်ထားတာပါဒါကြောင့်မို့တရုတ်ရှင်ကစကားကောင်းတကားလို့အားလုံးကယုံကြည်နေကြတာပါ ဇက်ကားကောင်းလို့ယုံကြည်ကြတဲ့ပြင်ဝတ်မှုရွှေအကယ်ဒမီရမယ်လို့လည်းထင်နေကြပါဗျ။ဇက်ကလည်းသူ့ဇက်ဖြစ်တဲ့ပြင်သူကိုယ်တိုင်ထုတ်ရိုက်ထားတာမို့အကယ်ဒမီကတော့သူ့အတွက်သေချာပေါလို့ထင်နေကြတာပါ။ဒါပေမဲ့တကယ်ယုံတင်ချိန်မှာဝတ်မှုရွှေကိုအားမလို့အားမြတ်ဖြစ်တဲ့သူတွေကအများများလာခဲ့ပါဗျ။တော်တော်များများကဝတ်မှုရွှေကိုထင်ထားသလိုမဖြစ်လာဘူးလို့သာပြောဆိုနေကြပါဗျ။ဝတ်မှုရွှေရဲ့ item ကကာရက်တာနဲ့မလိုက်ဘူးလို့ပြောဆိုနေကြတာပါ။ဝတ်မှုရွှေကိုတွားကြည့်ကြအောင်မယ့်ပရိသတ်တချို့ကတော့ဖူးစုံကိုကြိုက်ပြီးပြန်လာကြပါဗျ။ ဘူးဆောင်ကသူ့လုပ်ရတဲ့ကာရက်တာနဲ့ item ကထပ်တူကြနေရပါအခန်းကလည်းအနေငယ်သာပါပေမဲ့သူ့ရဲ့ကာရက်တာကတကားလုံးပါတယ်လို့ဖြစ်နေပါတယ်တကယ်ဆိုရင်ဇက်ကိုဝင်းမုံရွှေကထိန်းသွားရမှာဆိုပေမဲ့ဘူးဆောင်ကထိန်းပေးတယ်လို့ဖြစ်နေတာပါဘူးဆောင်ကဇက်တစ်ခုလုံးကိုဆွဲခေါ်ပေးသွားတာလို့ပြောဆိုနေကြတာဖြစ်ပါတယ်ဘူးဆောင်ကသူ့ကာရက်တာနဲ့ live ဖက်အောင်တင်ချာကိုပြင်ဆင်ထားခဲ့တာပါစကားပြောဖို့နဲ့မျက်လုံးကြည့်ကားစားတေချာပြင်ဆင်တယ်လို့လေးတန်ကလည်းမိမိုင်းနေရဖြစ်ပါတယ်။ဒါကြောင့်မို့နောက်ဝင်တယ်မှာအကယ်ဒမီရနိုင်ခြင်းအများဆုံးကတော့ ဖူးစုံလို့သာပြောဆိုနေကြတာပါမြို့တွင်းဆက်ဆောင်စုထက်ဇက်ပိုးစုအတွက်ဖူးစုံကသာရနိုင်တယ်လို့ချီးကျူးနေတာဖြစ်ပါတယ်တကယ်လို့ဖူးစုံနိုင်ရမယ်ဆိုရင်ဒါကသူ့အတွက်ပရမဆုံးကယ်မီစုကြီးဖြစ်သွားတော့မှာပါဖူးစုံကကယ်မီလည်းတကားမှမရဘူးသေတယ်လို့ရုပ်ရှင်ကားကြီးမှလည်းခေါင်းဆောင်မင်းသမီးနေနဲ့မရိုက်ဖူးလိုက်ပါဘူးဇလန်ထွက်ရပြန်ခေတ်စားလိုက်ချိန်မှာဒေါ်ဘီဘီကာရက်တာနဲ့သူ့ကိုအားပေးလက်ခံကြတာဖြစ်ပါတယ်ဒေါ်ဘီဘီကာရက်တာဆိုရင်လည်းဖူးစုံကတော်လေးကိုပြီးပြင်ပါတယ် ဒေါ်ဘေဘီကာရက်တာတယောက်ဆောင်တော့ကဆိုရင်တကယ်ရက်ွက်ထက်ကဇေယိုက်အန်တီဂျီလို့ဖြစ်သွားခဲ့တာပါတချို့ဆိုရင်သူ့ကိုမောင်းတဲ့အထစ်ကိုကာရက်တာမိခဲ့တာပါဖူဆောင်ကရတဲ့အခွင့်အရေးကိုကြိုးစားပြီးအိုက်တင်ကိုချပြလာနိုင်တာမို့နေရာရရှိလာခဲ့တာဖြစ်ပါတယ်ဖူဆောင်ရဲ့အိုက်တင်တွေကြည့်ပြီးတော်တော်များများကလည်းအားရခြင်းနဲ့နေရာမို့တကယ်ဇပ်ပိုးစုတာရရင်လေထိုက်တန်မယ်လို့လက်ခံနေကြဖြစ်ပါတယ်ဖူဆောင်ကဇပ်ပိုးစုအတွက်ထိုက်တန်နေဆိုပေမဲ့ပြန်ရမယ့်သူတွေများပါတယ် သူနဲ့ရှင်မြိုင်းမဲ့ဇပ်ပုတ်တယောက်ဆောင်တချို့လည်းရှိနေပါသေးတယ်မြို့တနာထွန်းဆိုရင်လည်းပြောတန်ရုပ်ရှင်နဲ့အကယ်ဒမီရဖို့ဒေသတလောက်ရှိနေရပါမဆိုပါရုပ်ရှင်မှာသူမ item တွေကအတော်လေးကိုကောင်းနေကြတာလို့ဆိုရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့မှာမြို့သမီးဆက်ဆောင်စုထံမြို့သမီးဇပ်ပုတ်စုကပို့ချက်တယ်လို့ဆိုရမှာဖြစ်ပါတယ်မြို့သမီးဆက်ဆောင်စုထွက်ကတော့စကားကောင်းကနင်းနေသေးတယ်လို့စူပါချင်းရှင်ပြိုင်ရတာမျိုးလည်းမရှိနေသေးပါဘူးတချို့ကတော့ပူပွေးရဲ့ကန်းကော်နီကတော့အကယ်ဒမီရနိုင်တယ်လို့ခံမှန်းနေကြပါတယ် ရိသက်ကြီးရောနောင်ဝင်တဲ့ရုပ်ရှင်မှာဝမုံရွှေရင်နဲ့ဘူးဆောင်နှစ်ယောက်ထဲကဘသူကိုပူအားရလဲဆိုတာပြောပြခဲ့ပါအောင်ရှင်။ချယ်ရပရိသက်ကြီးတို့မျှဝေတင်ဆက်ပြလိုက်ပါရနော်။မင်္ဂလာပါပရိသက်ကြီးအခုတင်ဆက်ပေးမှာကတော့ထလို့ရေးပိုင်ရှင်သားဆိုပြီးအထင်ကြီးနေသူတွေကိုတချင်ကဗီဒီယိုရုံမှာပတ်စံကောက်မုံရောင်လုတ်ခဲ့ရတဲ့အကြောင်းကိုဖွင့်ဟလာတဲ့နေမင်းမှာနေမင်းကတော့သဘာဝဆန်တဲ့ item တွေနဲ့အမှုပညာလောကမှာရည်တည်လာခဲ့တာဖြစ်ပါတယ်။ ။နေမင်းကတခြားမင်းသားတွေနဲ့ရှင်ရုပ်ရည်ရသိပ်ပြီးတော့မတလန်တာကြောင့်ဝိဗန္နာရီလည်းရှိပါတယ်။နေမင်းကမင်းသားဖြစ်ခဲ့တာကလည်းသူ့ရဲ့မိဘထုတ်လို့ရမှဝင်သေးုပ်ဆောင်ရင်းမင်းသားဖြစ်ခဲ့တာပါ။မိဘတွေကထုတ်လုပ်ရေးလုပ်ငန်းရှင်တွေဖြစ်ချမ်းသာတာမို့အရင်ကတည်းကအနေမင်းတို့ကကြီးကြီးတက်ချမ်းသာတယ်လို့ထင်ကြပါဗျ။တတိမျိုးကနေဆင်းသက်လာတာဘဝကိုလည်းတကူဖြတ်တန်းရလာလို့ထင်တဲ့သူတွေကိုနေမင်းကသူဖြတ်တန်းခဲ့ရတဲ့ဘဝကိုထုတ်ပြောလာခဲ့တာပါ။နေမင်းကချမ်းသာနေတဲ့သူမဟုတ်ဘဲနဲ့သူကိုယ်တိုင်လည်းယုံကန့်ခဲ့ရပါဗျ နေမင်းတို့ကရန်ကုန်မှာကြီးပြင်းလာသူတွေမဟုတ်ပါဘူး။နေဘက်မှာနေထိုင်ရင်းနဲ့ရန်ကုန်မှာစီးပွားရေးလာလောက်တာပါ။နေမင်းတို့ကတက္ကလာမြို့မှာနေထိုင်တာဖြစ်ပြီးတော့အမျိုးတွေအားလုံးစုနေတဲ့မြို့ဆိုရင်လည်းမမှားပါဘူး။နေမင်းရဲ့ငယ်ဘဝလေးကတက္ကလာမြို့ကနေစတင်ခဲ့တာဖြစ်ပါတယ်။နေမင်းတို့မိသားစုကတက္ကလာမြို့မှာအမျိုးတောင်တလို့အလုပ်လဲဆောင်ကြပါတယ်။နေမင်းရဲ့မိဘတွေကအဲ့ဒီခေတ်တုန်းကဆိုရင်ဗီဒီယိုဇက်ကာယုံဖွင့်ခဲ့ကြတာပါ။အရင်ကတိတ်ပြီးတော့မဖွင့်ပြတဲ့အတွက်နေဘက်တွေမှာဗီဒီယိုရုံကိုရုပ်ရှင်နေလိုတောင်ထောင်ကြပါဗျ။ အသစ်ထွက်တဲ့ဗီဒီယိုစကားတွေကိုပြသပြီးပတ်စံရှာစီးပွားရှာကြတာဖြစ်ပါတယ်။နေမင်းရဲ့မိဘတွေကလည်းဗီဒီယိုစကားယုံလေးကိုထောင်ပြီးတော့စကားတွေပြသပါတယ်။အစိုးရစကားယုံမှာနေမင်းကအငယ်ဆုံးသားဖြစ်တာမို့တောက်တူမရလို့တဲဆိုရင်လည်းမမပါဘူး။စကားလာကြည့်ကြပြီဆိုရင်ဝေကောက်ရတဲ့အလုပ်ကနေမင်းရဲ့အလုပ်ဖြစ်ပါတယ်။ဒါအပြင်စကားလာကြည့်ကြတဲ့သူတွေကိုနေကြအစည်းနဲ့မုံနေလဲရောင်းရပါတယ်။တဲ့ရထူတွေလည်းကိုယ်တိုင်ထိုးကရောင်းတယ်လို့ရေခဲချောင်းလည်းရောင်းပူးပါတယ်။ဒါတွေကစကားပြချင်းဆိုနေမင်းရဲ့အလုပ်တွေလို့ဆိုရမှာပါ။ ဒါအပြင်ယုံမှာစကားပြဖို့ကိုလည်းနေမင်းကပဲဥဆောင်လုပ်ကင်ရတာပါဗီဒီယိုစကားသစ်တွေကိုအချိန်မီပြတာမို့စကားထွက်ပြီးဆိုတာနဲ့ထုတ်လို့ရတိုက်တွေမှာနေမင်းကိုယ်တိုင်သဝေရပါတယ်ရန်ကုန်ကိုတက်ကအပတ်တိုင်းလူလူစကားတွေသဝေရတာဖြစ်ပါတယ်ဒါအပြင်စကားဆိုင်ပုတ်ဆိုလည်းနေမင်းကိုယ်တိုင်သာရေးဆွဲတာဖြစ်ပါတယ်ဒါကြောင့်မို့တယောက်တည်းနဲ့အလုံးစုံနဲ့လူတော်ပြောလို့ရပါတယ်ဗီဒီယိုယုံမှာလူရဲဆိုင်ပုတ်တွေဆိုလည်းနေမင်းတယောက်တည်းသာလုပ်ပါတယ်နေမင်းတို့ရဲ့ဗီဒီယိုယုံလေးကအကျော်စရာတို့နာမည်ရတာဖြစ်ပြီးတော့ ဖွင့်ခဲ့တာဆိုရင်နှစ်30တောင်ရှိသွားပါပြီ။နောက်ပိုင်းမှာနေမင်းတို့ကရန်ကုန်ကိုပြောင်းလာပြီးရုပ်ရှင်နဲ့ဗီဒီယိုထုတ်လို့ရေးပြောင်းလုပ်ခဲ့တာဖြစ်ပါတယ်။အမှုပညာလောကနဲ့မဆိုင်တော့တဲ့အတွက် ပြောင်းခဲ့တယ်လို့စီးပွားရေးလည်းအောင်မြင်ခဲ့ပါတယ်။အဲဒီနောက်မှာခရဲခါနေမင်းတို့ကတက္ကလာမြို့ကိုပြန်မလာဖြစ်တော့ပါဘူး။ရန်ကုန်မှာအခြေချတာမို့ဗီဒီယိုစကားယုံလေးကိုလည်းဖိတ်ထားခဲ့တာကြာပါပြီ။နှစ်30လောက်ဒီတိုင်းဖိတ်ထားခဲ့ပြီးရောင်းလည်းမရောင်းပါဘူး။အစောပိုင်းဗီဒီယိုလုံးလေးကသူတို့ရဲ့အောင်မြင်ဖြစ်ထွန်းအောင်စတင်ခဲ့တဲ့နေရာလေးမို့ မယောင်းမဲမှတ်တရထားတာဖြစ်ပါတယ်။အင်္ဂါလည်းမထားပဲဒီတိုင်းပိတ်ထားခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ရက်မှသာနေမင်းကပြန်ကြည့်ပစ်ခဲ့ပါတယ်။နေမင်းကသူ့အရင်အိမ်လေးကိုပြန်ရင်းအမျိုးတွေစီကိုပြန်ပစ်ခဲ့တာပါ။နေမင်းတို့အမျိုးတွေကကြီးကျယ်တာမျိုးမရှိပဲအကုန်လုံးပွန့်ပွန့်လင်းလင်းသာရှိကြတာဖြစ်ပါတယ်။ဗီဒီယိုစကားယုံထောင်းရင်းနဲ့ထုတ်လို့ရေလုပ်ငန်းတွေဖြစ်လာခဲ့တဲ့နေမင်းတို့ပေါ်အမြင်လေးကိုလည်းချရတဲ့ပရိသတ်ကြီးကပြောပြခဲ့ပြပါအောင်နော်။ မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးမှာကတော့အမွာသမီးလေးတွေမွေးပေးခဲ့တဲ့ဇနီးတွေကိုကျေးဇူးတင်လို့စိတ်နှွေစိတ်ကြက်ဝယ်ပေးခဲ့တဲ့မန္တလေးကဦးမျိုးတန်မှာချစ်တဲ့နေရာမှာနံပါတ်၁နေရာကိုယူထားတဲ့တထေးကြီးဦးမျိုးတန်ကအခုဆိုရင်အမွာသမီးလေးတွေရဲ့ဖေဖေဖြစ်သွားခဲ့ပါပြီဦးမျိုးတန်က2023ခုနှစ်မှာသူတို့သမီးကို3000နဲ့တင်တောင်းပြီးစစ်စက်ခရာကနေစတင်နာမည်ကြီးလာခဲ့တာပါနန်းတော်ကြီးလိုခန်းထားတဲ့အိမ်ကြီးကိုပိုင်ဆိုင်ထားတဲ့ဦးမျိုးတန်ကအလေးရလုပ်ငန်းနဲ့ကြွားချမ်းသာတဲ့တထေးကြီးဖြစ်ပါတယ် မျိုးမြန်မာကုမ္ပဏီကိုတည်ထောင်ထားသူဖြစ်ပြီးလက်အေကာပေါင်းများစွာကိုပိုင်ဆိုင်ထားသူပါ။လက်ထဲကိုကိုရိုင်းသွားပြီးတော့ကြီးကြပ်လေးရှိတဲ့အပြင်အလူတန်းမှလည်းဘယ်တော့မှလက်နီးတတ်သူတော့မဟုတ်ပါဘူး။ဒါပေမဲ့သူလက်ထက်တဲ့သူတို့သမီးကတော့အဖေနဲ့သမီးရွယ်လောက်ကွာခြားနေရဖြစ်လို့ဝေဖန်သူတွေရှိခဲ့ပါတယ်။ဦးမျိုးတန်းနဲ့ဇနီးဖြစ်သူကအသက်ကွာပြီမဲ့လေတကယ်မြတ်တာအစင်းနဲ့ချစ်ခဲ့ကြတာဖြစ်ပြီးဦးမျိုးတန်းအတွက်လည်းအမသမီးလေးနှစ်ယောက်ကိုမွေးပေးခဲ့ပါတယ်။အမသမီးလေးတွေရအောင်ဘန်ကောက်အထိအကုန်ကြခံပြီးဖန်မြွန်တရီသားနည်းနဲ့ကြိုးစားထားတာပါ။ ဦးမျိုးသက်ကအသက်ကြီးသွားပြီဖြစ်လို့အထင်သေးခဲ့ကြပြီမဲထင်သလောက်လည်းမအိုသေးတာကြောင့်အမှားလေးတွေဖြစ်ပြီးဖြစ်လာခဲ့ပါတယ်။အမှားသမီးလေးတွေကအခုဆိုရင်လာသားရွယ်ကိုရောက်နေပြီဖြစ်ပြီးဦးမျိုးသက်နဲ့လည်းရုပ်ချင်းတော်လီဆင်တူပါတယ်။သမီးလေးတွေကိုမွေပေးတဲ့ဇနီးတဲ့ကိုဂျေစုတင်လို့ဦးမျိုးသက်ကသူ့ဇနီးတဲ့သဘောကျတဲ့စိန်လဲရွေးဝယ်ရဦးမျိုးသက်ကသူ့ဇနီးတဲ့သဘောကျတဲ့စိန်လဲဝိယတနာတွေကိုစိတ်ကြိုက်ဝယ်ပေးခဲ့ပါတယ်။တော်ဝင်စိန်တဲ့ဖွင့်လင်ပွဲမှာဦးမျိုးသက်ကဇနီးတဲ့နဲ့အတူတက်ရောက်ပေးခဲ့ပြီးဆိုင်ဖွင့်ပွဲမှာစိန်တွေအားပေးခဲ့တာပါ ဆန်ပွင့်မွေးမှာစိတ်ကြိုက်သဘောကျတဲ့စိတ်တွေကိုဝယ်ပြီးနိုင်တဲ့အထိဦးမျိုးတန်ကကြောဟာချမ်းသာပါရယ်။ဒါကြောင့်ဦးမျိုးတန်ကရော2025ရဲ့အချစ်တက်ဆုံးမျိုးသားဖြစ်လာမလားလို့ထင်မှတ်နေရပါပြီ။ဦးမျိုးတန်ကကလေးတွေရဲ့မိမိကို3400နန်းကားကြီးကိုလည်းလက်ဆောင်ပေးပူပါရယ်။သူ့ကိုအသက်ကြီးရဲ့ဆိုပြီးပြစ်ခွာမသွားဘဲဂယူဆိုင်ပြည့်ရဲ့ဇနီးတဲ့ကိုဦးမျိုးတန်က brand ပစ္စည်းနဲ့မျက်နှာမငယ်အောင်ထားပေးတဲ့အပြင်လိုချင်တဲ့စိတ်တွေကိုလည်းဝယ်ပေးပါသေးတယ်။စိတ်ဆိုင်သွားပြီးလိုချင်တဲ့စိတ်တွေဝယ်ပေးတာကဇဝင်ခန်းတွေထဲမှာပဲရှိမယ်လို့ထင်ကြပါရယ်။ တကယ်လက်တွေ့မှာတော့ဥမျိုးတန်လို့ချစ်တတ်သူကရှိနေပြီးစိန်လိုချင်းစိန်ကားလိုချင်းကားနှစ်ခါပူဇော်စရာမလိုပဲဝယ်ပြီးနိုင်ပါတယ်။ဥမျိုးတန်ကဇနီးတဲ့အတွက်လည်းကားတွေစိန်တွေ brand အတွေဝယ်ပြီးတဲ့အပြင်အလူတန်းတွေလည်းမကြကနာလုပ်တတ်ပါတယ်။လွန်ခဲ့တဲ့သတင်းကြမ္မာလေးလာရောက်ကြတဲ့သူတွေကိုစုစုပေါင်း3000တိရောမိုးမိုးတွေပြီးတဲ့အထိစေတနာကောင်းခဲ့သူပါ။ခလေးတွေမွေးဖွားတဲ့အချိန်ကနေစတင်ပြီးစီးပွားရေးတွေအဆင်ပြေလာလို့အလူတွေစက်တိုက်လှုပ်ဆောင်လာခဲ့ပါတယ်။ ကလေးတွေမွေးဖွားပြီးတဲ့အချိန်ကနေစတင်ပြီးအလှူတွေလှုပ်လာခဲ့တာတိမ်ပေါင်း1000ကျော်လှူဒန်းနိုင်ခဲ့ပြီဖြစ်ပြီးဒီလိုလှူဒန်းနိုင်တာကလည်းတမီးတွေရဲ့ကုသကံတရားကြီးမားတာကြောင့်ဖြစ်ပါတယ်။ဦးမျိုးတန်ဖြစ်ချက်များကိုဖြည့်ဆည်းပေးတတ်တဲ့အပြင်ပါရမီဖြည့်ပေးတဲ့ဇနီးတွေကိုလည်းကျေးဇူးတင်လို့စိတ်တွေကိုစိတ်ကြိုက်ဝယ်ပေးခဲ့ပါတယ်။အရန်ချစ်ပြတတ်တဲ့ဦးမျိုးတန်ကိုတော့အားကျနေကြပြီးသူ့ကိုအထင်သေးခဲ့သူတွေတောင်ပြန်လည်လေးစားနေကြရပါတယ်။အသက်ရရနေပြီဖြစ်တဲ့ဦးမျိုးတန်ကကလေးတွေအတွက်လည်းဖခင်ကောင်းပီးသားသလို့ စနီးတွေကိုလည်းပို့ပြီးလှပလာအောင်ဖန်တီးပေးနိုင်သူပါစိန်ဆိုင်ဖွင့်မွေးကိုတက်ရောက်ပြီးလိုချင်တဲ့စိန်တွေကိုဝယ်ပေးခဲ့တဲ့ဦးမျိုးတန့်လို့ချစ်တဲ့အမျိုးသားကို အားကျနေပြီလားဆိုတာ comment မှာပြောခဲ့ပြီးပါအောင်နော်မျှဝေတင်ဆက်ပေးလိုက်ပါတယ်ရှင်အခုတော့ဒီနာတဲ့နေကိုအချိန်နဲ့တည်းကြီးကြည့်ရှုနာဆင်နေတော့ကျမတို့ရဲ့ Selling Mama YouTube Channel လေးကိုလည်း Like တဲ့ Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အစောပိုင်းကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။